ဦးဆောင်ကိုတွေဂျင်းဂျင်းရခဲ့ပြီမဲ့မဖြစ်သင့်တဲ့အမှားတွေကြောင့်တေးတမဲနဲ့တာကျင်းနေခဲ့ရတဲ့အာဆင်တွေအာဆင်ကဒီဝဲစင်မှာဦးဆောင်ကိုတွေရလာမှာအချိန်ချင်းပဲပထမတကူသွင်းနေခြေပါကိုပြန်ပေးလိုက်ရတယ်နောက်ထပ်အနိုင်ကိုကိုသွင်းနေဩဒီကိုလေးတော့ငါတို့အနိုင်သုံးမရပြီလို့မှတ်ထင်ထားတဲ့ချိန်မှာပဲ ခြေပါကိုထပ်ပေးလိုက်ရတယ်။ဒီပွဲမှာအာဆင်နယ်အသင်းတွေနဲ့နိုင်ဖို့အတွက်လုံလောက်တဲ့ကြိုးစားအထုံးပါညာဆိုတဲ့ထက်ဆိုင်ရင်ပုံမပြတ်သားတဲ့ဂိုးရလက်တစ်ခုတော့ကွာခြားသွားတဲ့ဒီပွဲစမှာပြောစရာတွေကတော့များတယ်ဗျ။အရှိမကျွန်တော်တို့အစ်ဆွတ်တောင်းဂိုးပြတ်နိုင်ခဲ့တာထက်ရှင်းမယ်ဆိုရင်တော့အစ်ဆွတ်တောင်းတဲ့ဆိုင်ရင်ခရစ်စတယ်ပေးလီကအများကြီးလူစင်းတောင်းတဲ့အသင်းဒီနေ့ပွဲစမှာအာဆင်တို့ထင်သလောက်ပွဲကိုမဆိုးမိုးနိုင်ခဲ့ဘူး အရှိရအစ်စစ်တောင်တင်းတဲ့ပွဲစဉ်မှာဆိုတော့လုံတိုင်းဖြစ်ခဲ့တယ်ပြောလို့ရတယ်။တွင်ကိုရောတင်းလင်းရှိရောအားလုံးကကစားကွက်အရာစမ်းတက်နိုင်ခဲ့တယ်။အခုကျွန်တော်တို့ PSG နဲ့အသင်းနဲ့မကန်ခင်မှာတပတ်လောက်ကြားထဲမှာအချိန်ရတယ်။အဲ့တွက်လည်းအဓိကကစားမားတွေဒီပွဲစဉ်မှာသုံးပြီးတော့အာရီတာစမ်းတက်သွားခဲ့တယ်။ထူးခြားခြားတခင်စတာလင်ပါလာတာလွင်ကျင်းညမှာအသင်းရဲ့အဓိကကစားမားတွေအကုန်လုံးသုံးသွားတယ်လို့ပြောလို့ရတယ်။အဲ့တော့ဒီနေ့ပွဲစဉ်မှာအာဆင်နယ်အသင်းအနေနဲ့ပွဲစ3မိနစ်မှာတင်ဂိုးရတယ် အဲ့ဒါကကျွန်တော်တေကန်ဘွားနေတစင်းမာတီအိုဒီကမာပေးလိုက်တာကိုခီဗီယောကခေါင်းတိုက်သွားတာခီဗီယောခေါင်းတိုက်တဲ့နေရာဒီပက်တီစပော့လောက်ကနေတိုက်တာဆိုတော့ဝေးတယ်လို့ပြောလို့ရတယ်အဝေးကနေတိုက်သွားတာတစ်ဖက်ကိုသမားလှုပ်ချင်အောင်မရလိုက်ဘူးကျွန်တော်အဲ့ကိုတော်တော်လေးသဘောကျအကဲကြီးသာဒီပွဲသာနိုင်ခဲ့ရင်ကျွန်တော်ကအချိန်ဆုံးကစားသမားစီးနေမှာခီဗီယောနဲ့ထရော့ဆက်ကိုချင်းသိရွေးပြီးသားပဲဒီပွဲမှာလေကျွန်တော်တည်ကြသွားခဲ့တာဖြစ်လို့ရတယ်အဲ့ကစားသမားနှစ်ဦးတော်တော်လေးမျက်နှာပူတယ် ။ဘာကြောင့်အာဆင်နယ်သင်းပေးလိုက်တဲ့ဂိုးတွေကမဖြစ်သင့်တဲ့ဂိုးလဲဆိုတော့1-1ဖြစ်သွားမယ်ဂိုး။ခရစ်စတယ်ပလီယာတောင်းကံပေါ်ကတ်နေတယ်။အဲ့မှာအေရီယာထိတ်မှရှိတဲ့အစည်းကိုကတ်မဲ့လူတယောက်မှမရှိဘူး။ကျွန်တော်ပရီးမီးယားလိအစောပိုင်းအရှိရပွဲတင်တချို့မှာကျွန်တော်အဲ့လိုမျိုးတစ်ခါကြုံခဲ့ဘူးတဲ့။အဲ့ဒါကိုလည်းသင်ခန်းစာမြင်နိုင်ခဲ့ဘူး။အဲ့တော့ marketing မရှိတဲ့ကစားသမားစီကိုတောင်းကံပေါ်သမားပေးလိုက်တယ်အဲ့ဒါကိုအစည်းက အုပ်ပြီးခံလိုက်တယ်ကိုသမားတိုက်ပြမမေးအောင်အဝေးတိုင်တောင်းပြေးသွားတယ်အဲ့မှာဝမ်းဝမ်းဖြစ်သွားပြီ ဒုတိယပိုင်းကျွန်တော်တို့เนี่ย42မိနစ်မှာဂိုးရတယ်။အဲ့ဒီဂိုးမောင်တကယ် appreciate ဖြစ်တာကပါတီးစီကနေတဆင့်တင်ပါစီသွားတယ်။တင်ပါကအဲ့ဒီလုံးကိုဒီ area ထိတ်ထိဆွဲပြေးသွားတယ်။အနောက်ကအစည်းအောင်လိုက်ဖြတ်တာမရဘူး။အဲ့ဒီအချိန်မှာပလတီဘောက်စ်ထဲမှာရှိတဲ့ throw set ကိုပေးလိုက်တယ်။ throw set ကအဲ့တော့တစ်ချက်ဖိတ်ပြီးတော့ဂိုးသမားရဲ့အဝေးတိုင်တောက်ကိုလမ်းကန်လိုက်တယ်။တကယ့်ကိုတဘာရောဝါရောကန်လိုက်တဲ့လုံးကျွန်တော်ပြတကယ်သလား KV ရော throw set ကိုတကယ်မျက်နှာပူတာ။ ဒီဘွဲ့ကသူတို့အနိုင်သုံးမှတ်နဲ့တကယ်ထိုက်တန်တဲ့ပလေးယာတွေဒါပေမဲ့ကျွန်တော်တို့ပေးလိုက်တဲ့ဒုတိယဂိုးကအရှိယဂိုးတဆိုင်ပိုးလုံးရုပ်ပေါက်သေးတယ်။ဆာလီဘာဓာမျိုးအမားတွေကအခုမှမဟုတ်တော့အရှိယရီယန်ရဲ့ဘွဲ့မှာတစ်ချိန်မှားခဲ့ပြီးပြီ။အဲ့မှာဆာလီဘာအနေနဲ့မာတင်အိုဒီဂတ်ဒေးဗစ်ရိုင်ယာဆိုတဲ့ထရိုက်ကင်နဲ့သူဘက်တက်စတယ်။ဆာလီဘာပထမအိုဒီဂတ်ပေးတယ်။အိုဒီဂတ်ကဆာလီဘာကိုပြန်ပေးတယ်။ဆာလီဘာကိုဂိုးသမားစီပြန်ပေးဖို့ ပရက်စင်လောက်ခံတဲ့အချိန်မှာမာတင်အိုရီကညွန်ကြားတဲ့အချိန်မှာပဲဂိုးသမားကိုပြန်မပေးဘဲနဲ့ဆာလီဘာကအိုရီကစီပဲပြန်ပေးလိုက်တယ်အဲ့မှာအိုရီကကိုဘေးကမာတီတာကဘော်ဒီဘာခုပြီးဘောလုံးကိုရှင်လူပြီးတော့တန်းကန်ထဲ့သွားတယ်ရာယာကတော့ဂိုးပေါက်ရှိမှရှိမှမဟုတ်ဘစ်တက်တဲပြီဆိုဂိုးသမားကဒီတတရမြောက်ဗဟိုခံစစ်ကစားသမားပုံစံမျိုးနဲ့ဘယ်ဘက်အစွန်မှာထွက်ပြီးတော့သူတို့ဗစ်ဗစ်တက်တဲကြတယ်အဲ့လို့ဆိုအဲ့ဒီနေရာမှာရာယာမရှိတဲ့ခါကျတော့တစ်ဖက်ကကန်လိုက်တဲ့ခါမှာ go wide go ကလည်းဝင်ညင်လို့ပါဗျာ ကျိုးပြီးဦးကြတာအဲ့ဆိုအာဆင်နယ်သင်းနေနဲ့ဒါမျိုးအမားတွေနဲ့လွယ်လွယ်ကူကိုးတွေပြန်ပေးကြတာတွေတခါကျရင်ဒိုင်နီရဲ့92ကြောင်းတာတွေတခါကျရင်မဖြစ်သင့်တဲ့ကစားကွက်ပျောက်ဆုံးတာတွေရပဲဒီရသည်မှာပရီးမီးယားလိဖလားမရဘူးအတွက်အကောင်းဆုံးအကြောင်းဖြတ်ချက်တွေဖြစ်သွားတယ်ကိုညံ့တာကြီးလည်းပါတယ်ဒိုင်နီဆွဲချရာကြီးလည်းပါတယ်တခါကျလို့ရှိရင်ကစားသမားတွေကနီးပြားတွေအားလုံးကအချားပြိုင်ပွဲတကူစိတ်ရောက်နေရလဲပါတယ်အဲ့ဒီပွဲစဉ်မှာဆိုရင်ကျွန်တော်အနေနဲ့ဂိုးရနိုင်တဲ့ chess အချင်းချင်းရှိခဲ့တယ် ပထမတလုံးစာကပြားကောင်းလိုက်တာအေရီယာပေါ့စ်တဲမှာတစ်ဖက်ကထိုးပေးလိုက်တဲ့ဘောလုံးနှမ်းပြီးပိတ်ကန်တာကိုသမားပုတ်ထုတ်သွားတာအဲ့လိုကကိုသမားဖြတ်ခနဲ့ပုတ်ထုတ်သွားတာမသိစိတ်ကနေပုတ်ထုတ်တယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်ဂိုးပြီလို့ထင်တာဒါပေမဲ့မဂိုးခဲ့ဘူးနောက်တလုံးမာတီနယ်လီသွင်းတဲ့ကိုတစ်ဖက်ကထင်ပါကအဲ့ဘောလုံးကိုပြန်ပြီးချပေးတဲ့အခါမှာဘေးစီးကျော်သွားခဲ့လို့ဆိုပြီးတော့ဘွေးရပြန်ကြီးပေဖြတ်လိုက်တယ်ကျွန်တော်တို့ကလေ ဒီဘောလုံးนี่ဘေးစီးကြော်တယ်မကြော်ဘူးဆိုတာကိုစဉ်းစားပါဆိုတော့သိရသူကပနတီဘောက်စ်တဲကဒီဂိုးတဲကိုဝင်သွားပြီဆိုရင်တော့ဘောလုံးကဂိုးဝင်မွေဆိုတော့သူတို့အလန်းကြီးဒါပေမဲ့အဲ့ဒီဒေါင္ကန်ဘောစီဂိုးလုံးဘောစီတွေကြော်တဲ့အခါကျလို့ရှိရင်တော့အဲ့အလန်းမမီတာလားတော့မသိဘူးအဲ့ဒီဘောလုံးကပူရပြန်ကြည့်ပြီးတော့စီးပြင်းရောက်နေဆိုပြည့်ဖြတ်သွားတယ်အဲ့ဒီဂိုးလေးတာဝင်လဲအာဆင်နယ်တို့ဒီတက်ပို့ပြီးဂိုးပြတ်တဲ့ဆိုတဲ့ရလက်တစ်ခုနဲ့ခရစ်စတယ်ပေးလီရဲ့တေတမတ်ရတဲ့အကြောင်းမရှိဘူး ပဲလေးကိုလည်းကျွန်တော်တို့လုံးဝ appreciate ဖြစ်ပါတယ်သူတို့အနေနဲ့ FA Cup C Fine နဲ့ကံကြာရှိရတော့မှသူတို့ရဲ့အဓိကကစားမတော်မြောက်သုံးသွားတယ်မာတီတာဝင်လာတဲ့အခါမှာတော့အရန်တိတာဟောတယ်အာဆင်နယ်ရဲ့ခံစစ်ကကစားသမားတွေနဲ့မာတီတာရဲ့အရာအမောင်း physical ဘိုင်းတွေကဘလို့မှရှင်မရအောင်တော်တော်လေးကိုတိုးသွားခဲ့တာတွေ့ရတယ်อืมซาลิบารีเนี่ยဒီအချက်မှားတယ်ဆိုပေမဲ့တချို့အလုံးလေးမှာတော့ဒီအနီးကပ်ပိတ်တာတချို့သူကာဝယ်သွားခဲ့တာရှိတယ်ဒါတော့ထားလိုက်ပါ ဒီဒီပွဲစဉ်မှာဘာကြောင့်ကျွန်တော်သုံးမှတ်လိုချင်လဲဆိုတော့ကျွန်တော်ဒီလီဗာပူးကိုဖလားပေးလိုက်ရပြီအဲဒါဒီပွဲမှာတိုင်ငင်အင်တာဗျူးမှာပြောတာရှိတယ်ကျွန်တော်တို့အနေနဲ့လီဗာပူးကိုတက်နိုင်တဲ့လောက်ဖလားရတာနောက်ရောက်နောက်ဆုတ်သွားအောင်အတက်နိုင်ဆုံး pressure ပေးပြီးစူးစမ်းသွားမယ်ပြောတယ်ဒါပေမဲ့ဒီပုံစံတိုင်းဆိုရင်တော့လီဗာပူးကလာမယ့်ပွဲကိုကန်ဆယ်မလုပ်တော့ဘူးဖလားရသွားပြီအစိုးရကကျွန်တော်ပရီးမီးယားလိဖလားနဲ့ပတ်သက်ပြီးစိတ်လျှော့ထားပြီးသားဒါပေမဲ့ဘာဖြစ်လို့လဲဆိုတော့ကိုအသင်းကိုနောက်ဆုံးချိန်ကြီးရောနိုင်စေချင်တယ်လေဗျာ ောက်ဆုံးချစ်ကြည်ပွဲကန်နေဆိုရင်တော့နိုင်တဲ့ဘက်ကပဲကျွန်တော်တို့ကကြည့်ကျင်တာအဲ့တော့ဒီပွဲစဉ်မှာကစားသမားတွေ injury မရခဲ့ဘူးကစားသမားတွေပွဲနေနေပန်းနေဆိုရင်ဂျားထဲမှာတပတ်လောက်အနားရမယ်အဲ့တော့ PSG အသင်းနဲ့ပွဲစဉ်မှာတော့အသင်းရဲ့အားနည်းချက်တွေပြင်နိုင်မယ်ထင်တယ်ပြီးတော့ Arsenal အပေါင်းဝင်အသင်းတောင်ဝင်ရှိသူတွေက Aston Villa နဲ့ PSG အသင်းရဲ့ဒုတိယကြော်ကန်တဲ့ပွဲစဉ်ကိုသူတို့ပြန်ပြီးတည်ဆကြကြည့်နိုင်လောက်တယ်အဲ့မှာ PSG အသင်းရဲ့အားနည်းချက်တွေမြင်နိုင်တာဖြစ်လို့ဦး Arsenal ရဲ့အားနည်းချက်တွေကိုလည်း PSG အသင်းကကြည့်ပြီးပါပဲ အဲ့တော့အာဆင်နယ်အနေနဲ့ PSG အသင်းနဲ့စီမီဖိုင်နယ်မှာကောင်းကောင်းလုပ်ပြီးဘောလူဖို့တက်နိုင်တော့ဒီပွဲရလက်တီကဘာမှမဟုတ်တော့ဘူးအဲ့တော့ကျွန်တော်တို့တွေကလည်းဒီပရီးမီးယားလိတရေကြတာတွေရှုံးတာတွေနိုင်နိုင်တဲ့ပတ်သက်ပြီးသိပြီး feeling ကိုတော့မင်းလာကြတာမတွေ့တော့ပါဘူးကျွန်တော်တို့ကချန်ပီယံလိဆိုတဲ့အသားရဲ့အရာတာကိုကောင်းကောင်းခံစားပြီးပါပြီကျွန်တော်လည်းတွေ့ပါတယ်ကျွန်တော်တို့ဆိုလို့ရှိရင်လေဒါချန်ပီယံလိမှာအသင်းကတဆင့်မြင်သွားမြင်သွားမြင်ကျွတ်ရှိမှာတအားတက်သွားရှိတယ်။အဲ့တော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ ဟိုတိတ်ပြီးတော့ပရီးမီးယားလိနဲ့ပတ်သက်ပြီးအရေးမပါတော့ဘူးဆိုမြဲချန်ပီယံလိဝင်ဝင်အတွက်အောက်မှာကအသေးအတန်ကိုအမှတ်တရကတ်လာတာအခုဆိုကျွန်တော်အဖိုးတန်နှစ်မှတ်ကြပြောက်သွားပြီကွာချန်ပီယံလိဝင်ဝင်အတွက်ကျွန်တော်စိုးရင်ရလားဆိုတော့မစိုးရင်ရပါဘူးဒါပေမဲ့တက်နိုင်တယ်လို့အမှတ်ဖြစ်တာလေးကောင်းလေပေါ့လေဒီနေ့ပွဲစဉ်မှာအာဆင်နယ်ဘောလုံးပိုင်တိုင်းမှု68ရာခိုင်နှုန်းရှိတယ်တဖက်ကခရစ်စတပီလီက32ရာခိုင်နှုန်းပဲရှိတယ်အာဆင်နယ်ကဂိုးပေါက်12ချိန်ခံတယ်6ချိန်ဂိုးပေါက်တည်တယ်တဖက်က15ချိန်ခံတယ်4ချိန်ဂိုးပေါက်တည်တယ်အဲ့ဒီမှာတဖက်ကနှစ်ဂိုးစီရတယ် တောင်းကပ်ဖို့ဆိုအာဆင်နယ်၃ကြိမ်ရတယ်ခရစ္စတယ်ပေးလီယာ၆ကြိမ်ရတယ်ဒီချက်တွေကိုကြည့်တဲ့အခါမှာအာဆင်နယ်အသင်းအနေနဲ့ဘောလုံးပိုင်ဆိုင်မှုအတားအယူကိုယ့်အင်္ဂါမှာစော့ရဆိုရင်ပဲလုံချင်းတဲ့ရလက်ကိုမြူနိုင်ခဲ့ဘူးကျောင်းကြီးကိုတော်များသိမှာပါအာဆင်နယ်ရဲ့အဝေးကွင်းရောက်လို့ရှိရင်ပို့ပြီးသတိကြီးကြီးထားပြီးနိုင်ပွဲကြီးပုံမော်နိုင်တယ်ကိုယ့်အင်္ဂါမှာဆိုရင်ပို့ပြီးတော့ပော့ဆပြီးတော့အမှတ်တီကြပြောက်လို့ရှိတယ်ပို့ပြီးတော့လည်း ကိုးတွေပေးရလိမ့်ရှိရဲ့အဲ့ဒါကဘလို့ဖြစ်လဲကိုယ်အိမ်ကွေးမို့လို့အားသာရမယ်စာဒါမျိုးမားတွေမှာကြာခဏကျူးလွန်တာအဲ့ဆိုဒီတေတမတ်ကတော့အာဆင်နယ်အသင်းအတွက်အရေးပါတာဆိုတော့အရေးကြီးတော့အရေးမပါဘူးသို့တော့လာမယ့် PSG အသင်းနဲ့ပွဲစဉ်မှာဒီကစားမတွေအားလုံးကြန့်ခိုင်မှုအပြည့်နဲ့ပွဲထွက်ပြီးတော့ကစားနိုင်မှုအရေးကြီးတယ်လောလောဆယ်လဲစာကာပွဲကြီးတချို့ဝင်စော်ဝါးရှိရဖြစ်တဲ့အတွက် PSG အသင်းနဲ့ပွဲစဉ်မှာတော့စာကာရဲ့စတာဘီနာပြည့်နဲ့ကစားဟန်အလုံးလောက်နားကျင်ရတဲ့မီကေမိန်တို့တော့အဲ့ဒီပွဲစဉ်မှာ ကောင်းကောင်းရလက်တစ်ခုနဲ့ကိုယ့်ရင်ကိုယ်မှာစမ်းဆောင်နိုင်မယ်လို့ကျွန်တော်ကတော့အပြည့်အဝယုံကြည်ထားပါတယ်။မာတင်အိုဒီဂတ်နဲ့ပတ်သက်ပြီးတော်များပြောနေကြတွေ့ပါတယ်။ဒါပေမဲ့မာတင်အိုဒီဂတ်ကိုထုတ်ပြီးတော့ဘသူ့ကိုလူစားလဲမလဲဆိုတော့မေကူရဲ့နောက်ွယ်မှာအဖြေရမရှိဘူး။အဲ့တော့သူ့ကိုပဲတုံးရမယ်။ဒါပေမဲ့သူထွက်သွားပြီးနောက်ွယ်မှာအာဆင်နယ်သင်းကိုရောက်ဖို့ပို့ပြီးရုံးကန်ရတာကြည့်ရင်တော့အမားတွေများများလုတ်တယ်ဆိုရင်လည်းအသင်းရဲ့ play maker အဖြစ်မာတင်အိုဒီဂတ်ကအမြဲတမ်းရှိနေသေးတယ်။အမားတွေဆိုတာထက်ပေးပို့မှုတွေတစ်ခါကျရင်လွဲချော်တာပေါ့လေ။ကဲဘလို့ပြပြောပါ နိုင်တော့လည်းအတူတူတေကြတော့လည်းအတူတူရှုံးတော့လည်းအတူတူပျော်တော့လည်းအတူတူဝမ်းနေလည်းအတူတူပါဗျာအားလုံးစိတ်ညစ်မနေကြပါနဲ့ fighting ပါဒီ season လေးကိုဒီကောက်ကြီးပေါင်းပြီးတဲ့ show ဘလုံး online အကြုံလဲကျေးဇူးတင်ပါတယ်အမဆော့မယ်ဆိုတော့ bye bye ဖုန်းနံပါတ်ညောကိုခွန်တခွန်ချချောင်း35သူညောဆက်တဲ့ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရိုက်နေမှဖြစ်လို့ငွေပုံကိုဆက်ရှိပေါဘလုံးပွဲကိုလောင်းပါဘလုံးပွဲကြီးလုံးဝမလုံးတဲ့ဆိုတော့ YouTube မှာကိုထွတ်ပေါ်ပေါ် show ရရှိပြီးကျွန်တော်အားပေးလို့ရပါတယ် i back ကိုကို sport internet ငါသုံးလုံးမိတူကိုကစားလို့ရနေပါပြီခင်ဗျာ